မောင်ကမင်းလိုမိန်ကလေးမျိုးနဲ့ပတ်သက်မှာမဟုတ်ဘူးဆိုတော့ငါတည်ဒါပေမဲ့မင်းနေနေရတော့နမဲကြီးမင်းသားတယောက်နဲ့အထင်ခံခြင်းပြီးအတင်းလိုက်ကန်နေမှာဆိုဒီနေ့ကစပြီးမောင်နဲ့လုံးဝမပတ်သက်ပါဖြစ်နိုင်မောင်နဲ့ဝေးဝေးမှနေပါငါပြောချင်တာကြားရတယ်သွားတော့ တွေကြည့်နေရလဲခင်းဘွားရဲ့မြင်ကြည့်လေဘယ်လိုလဲမြင်ကြရကြရလားခင်းဘွားရဒီတော့ကအရသာရှိရအောင်ဘာဖြစ်လို့သူဆောင်မှာလာစားရတယ်တောင်းလို့ရှိတာလည်းမသိဘူးကိုကမင်းနဲ့တူမြောက်တဲ့စားခြင်းလို့ ီဒီဇိုင်းတော့အပြတ်မှားထားတာလေရှင်မင်းသားကျွန်တော်ဝင်ခဲ့ပြီနော်အာ ဝင်ခဲ့တယ်ကောင်မြတ်ဒီနာနောင်လို့လေးရပါပြီဟာကျေးဇူးပဲကောင်မြတ်ဟိုမင်းတော့တခုတော့ပြောစရာရှိလို့ပြောလေကောင်မြတ်ဘာများလဲမကလေးကမင်းသားနဲ့မိုးသားရဲ့အကြောင်းကိုကျွန်တော်မေးတယ် အဲ့တော့ကောင်းမြက်ကဗာပြန်ဖြေလိုက်တယ်။ဟုတ်ကျွန်လည်းဘာမှမသိဘူးလို့ပြောလိုက်ပါတယ်။ဟုတ်ကျွန်လည်းမင်းသားကိုတခါလောက်မေးလို့ရရင်မေးချင်ပါတယ်။ကောင်းမြက်ကဗာမေးချင်တာလေ။ဟုတ်မင်းသားတကယ်ပဲမိုးသားဖြူဆိုတဲ့ကောင်မလေးကိုချစ်မိသွားပြီလား။ကောင်းမြက်နောက်ဆိုရင်မက်ကလေးရနဲ့ပတ်သက်တဲ့အကြောင်းကျွန်တော်ရှိမှပထမမှထပ်မပြောပါနဲ့။ ဘာမှပြောစရာမရှိဘူးဆိုရင်ကောင်းမြတ်သွားလို့ရတယ် ော့ဘာခိုင်းချက်ရှိလို့လဲ။ဟာပပလည်းကိုလို့ခေါ်ပါလို့မှားတာတော့။အကူကလည်းတခြားသူတွေရှိရလေလို့ချက်စရာ။ဘာလို့ချက်မှာလဲ။ကိုကိုလို့ခေါ်ကကိုကိုလို့မခေါ်ရဲမခေါ်မရှင်းပပနာကနေမှာနော်။ကဲကို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 ဟုတ်ပြီလား။ကိုကိုဘာခိုင်းချက်ရှိလို့လဲပေါ့ပြောပါရှင့်။အာတန်လေးကတော့ရှိုးနေရတယ်။အခုပပကိုဘာမှခိုင်းချက်မရှိပါဘူး။ ကိုပပတန်းလေးလောက်ပြီပပပင်ပန်းပြီအာမရှိတော့နားတောက်လေနော်အဲ့ဒီထဲမှာကကူရဲ့အစစ်တီးပါတယ်တောင်းလို့ရရှိလေကြိုးစားတာဖိုက်တယ်โอเคป่ะครับอ่าล้างหรอโอ้บาร์เนี่ยโหบาร์อ๋อคนลืมเลยมาลาลงไปเฉย လားပါပေါ့ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟော တင်ပြီးရင်ကော်ဖီဆိုင်မှာစောက်မယ်။ပြောစရာရှိရမလို့တေချာပေါက်လာတယ်။နင့်လိုအဆင့်တန်းနဲ့ငါချစ်သူကိုငါစီရနေစနိုက်ကြော်ဘူးစဉ်းစားရရပေါ့။ ငါနင့်ကိုတခါလေးပြောလိုက်မယ်။နောက်ခါနင့်နာမှာငါချစ်သူကိုထပ်တွေ့လို့啊။နင်ငါကြောင့်ကောင်းကောင်းသိစရာ။ကဲโอเคဗျာဒီနေ့အတွက်တော့ရိုက်ကူးရေးပြီးပါပြီဗျာကဲအားလုံးပဲကလီယာပြင်မယ်နော်ဟုတ်မယ်သမီးပြည့်ပြည့်တော့ မူတာကိုရင်ပြန်လိုက်ပို့ပေးမယ်လေကောက်ပါတဲ့အော်ရပါတယ်မူတာချိန်ထားတာလေးလည်းရှိသေးလို့ပါကျေးဇူးတင်ပါတယ်မင်းသားတော့ခွင့်ပြုပါအောင်နော် ုံးလိုက်ပါမင်းနဲ့မောင်နဲ့ကဘယ်အတိုင်းတာထိပတ်သက်နေရ။ငါ့ကိုလိမ်မောတော့မစင်းစားနဲ့ ဘောသားနဲ့မင်းသားနဲ့ကဘာမှမပတ်သက်ပါဘူး။တမန်မိတ်ဆွေပဲမှတ်ကလေး။ငါလည်းအဲ့လိုပဲသိထားပါတယ်။မောင်ကမင်းလိုမိတ်ကလေးမျိုးနဲ့ပတ်သက်မှာမဟုတ်ဘူးဆိုတော့ငါသိတယ်။ဒါပေမဲ့မင်းနေနေရတော့နမဲကြီးမင်းသားတယောက်နဲ့အထင်ခံခြင်းပြီးအတင်းလိုက်ကန်နေမှာဆိုဒီနေ့ကစပြီးနေ မောင်နဲ့လုံးဝမပတ်သက်ပါဖြစ်နိုင်မောင်နဲ့ဝင်းဝေးမှနေပါငါပြောချင်တာကြားတယ်တော့တော့ ုမင်းနဲ့အတူတူတခုသွားစားရအောင်လို့မင်းတို့လာခေါ်တာမင်းဘာစားချင်လဲမိုးတာဘာကိစ္စနဲ့မင်းသားနဲ့အမြဲတမ်းအတူတူမောက်သွားစားနေရပါလေမင်းသားနောက်ဆိုရင်မိုးတာရုံမလာပါနဲ့တော့မိုးတာမိုးတာဘာဖြစ်နေရလဲဟိုကို့ကိုစိတ်ဆိုးစရာတခုညာရှိနေလို့လားမင်းတို့စိတ်ဆိုးစရာအကြောင်းမှမရှိပါဘူး။မကလေးကပြောတယ် မင်းသားနဲ့ဝေးဝေးမှနေပါမင်းသားကိုလိုက်ပြီးတွယ်ကက်မနေပါနဲ့မင်းသားတို့ချစ်သူမျိုးစိတ်ဆိုးနေအဲ့ဆိုနဲ့မိုးတော်ကြားရနေဘာမှမဆိုင်ပဲနဲ့အတော့မချပါနဲ့မင်းသားပြန်ပါတော့